မြန်မာပြည်သူတွေအနေနဲ့ငလင်တန်နဲ့လုံထွေးနေကြတဲ့အခါကျတော့ပြည်စည်းလုံငန်းတွေများစွာလုံဆောင်နေကြတဲ့အခါကျတော့အခုလာမယ့်မုံတိုင်းတစ်ခုကိုမြန်မာပြည်သူတွေအနေနဲ့ရင်းစင်ချိန်နေသွားမှာဆိုလို့မလို့ဝဒပညာရှင်ဦးဝင်းနိုင်ကတော့သူတည်တမြဂျိုတင်ခမန်းချက်တွေကိုနင်းစနိုင်ဆိုသလိုပဲတင်ပြပြီးလေးရှိပါတယ်ဒီကနေ့မှလေးဒီမနေ့အစောကြီးနာနဲ့နှစ်နာရီ15မိနစ်နောက်ဆုံးသိရှိချက်တွေကိုမလို့ဝဒပညာရှင်ဦးဝင်းနိုင်ကအရေးပေါ်ပဲပြည်သူတွေကိုအသိပေးလာခဲ့တာပဲဖြစ်ပါတယ် မလို့သားပညာရှင်ဦးဝင်းနိုင်ကတော့ကပလီပီလင်းနဲ့ဘင်္ဂလားပီလင်းအော်အတွင်းလေးဖီးအားနဲ့ရန်ဝန်မုံတိုင်းဖြစ်လာနိုင်ခြေရှိတဲ့အခြေအနေများကို update တင်ပြထားတာပဲဖြစ်ပါတယ်။ဘီနကန်းချေအရှိတောင်ပဲပင်လင်းအော်ရေပြင်မှာ invest 97 the group ဖြစ်နေကြောင်းသိရပြီး GFS and 7 mode GEFS ကဆက်လက်ရွေးလျားနိုင်မယ့် launch ကိုခံမှန်းဖော်ပြပေးထားတယ်လို့ဆိုပါတယ်။ ECNWF Cyclone Genesis ချက်မှာတော့ကပလီပီလင်းနဲ့ဘင်္ဂလားပီလင်းအော်အတွင်းအီဘီလာ၃ရင်းနေမှာစတင်ပြီးတော့လေးဖီးအားနဲ့ရန်ဝန် ဖြစ်ပေါ်လာပြီးတော့မုံတိုင်းအဆင့်ရောက်ရှိနိုင်ကြီး40ရာခိုင်နှုန်းရှိနေကြောင်းနဲ့ဧပြီလ၄ရက်နေ့ငါးရက်နေ့မှာတော့မုံတိုင်းအဆင့်ကိုရောက်ရှိနိုင်ကြီး60ရာခိုင်နှုန်းဖြစ်လာကြောင်းကိုဖော်ပြထားအတွေ့အကြုံလို့ဦးဝင်းနိုင်ကဆိုပါရီ Winnie GFS Moreya ချုပ်တင်ကမန်ချက်မှာတော့ဧပြီလ9ရက်နေ့မှာမင်္ဂလာပင်လယ်အတွင်းရောက်ရှိလာမဲ့တောင်တရုတ်ပင်လယ်ဘက်မှာ Time ပင်လယ်ကွေးကိုဖြတ်ကျော်ပြီးကပ်ပလီပင်လယ်အုပ်ကိုဝင်ရောက်နိုင်သည့် invest 97 the brew ha တိတာတင်ရှားတဲ့ lipian ရေဝန်အစင်ကိုရောက်ရှိနိုင်ကြောင်းမြောက်ဘက် ဘင်္ဂလားပြည်လေအိုအရှိအပိုင်းစီကိုဆက်လက်ရွေးလျားနိုင်ကြောင်းခံမှန်ပြထားတာကိုတွေ့ရပါတယ်။လက်တလောရရှိထားတဲ့ကြိုတင်ခံမှန်ချက်တွေအရတောင်တရုတ်ပြည်လေမှ MBS 97 Blue ဟာကပ်ပလီပြည်လေနဲ့ဘင်္ဂလားပြည်လေအိုအရှိတောင်ပိုင်းကိုဝင်ရောက်နိုင်ပြီးတော့မြောက်ဘက်ကိုဆက်လက်ရွေးလျားနိုင်တာကြောင့်လန်ချောင်းအဖြစ်မြန်မာနိုင်ငံဘက်ကိုဥတည်သည်ဖြစ်စေဥတည်ရွေးလျားခြင်းမရှိသည်ဖြစ်စေလန်ချောင်းညာဘက်မှရှိနေတဲ့မြန်မာနိုင်ငံအနေနဲ့လီဗီးယားနဲ့ရန်ဝန်အရှိတည်ရောက်မှုကိုခံစားရမှာဖြစ်တာကြောင့်မြဝချုံမော်ကန်ယူတန်းရခိုင် ကန်ယူဒန်၊အီယော်ရီနဲ့ရောင်တိုင်းပြည်ဘူတိုင်းအနောက်ခြမ်းဒေသတွေမှာပါလီမိုလိုက်အသင်တင်မှပြင်းထန်နိုင်တဲ့အခြေအနေတွေဖြစ်နိုင်တာကြောင့်ပြည်သူတွေအနေနဲ့ယူဆိုင်ချဖို့ကိုအခုကတည်းကနေကြိုတင်ပြင်ဆင်ချဖို့ကိုဝင်းနိုင်ကအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။အီပီလာတို့ရင်းနေမှာကပ်ပလီပီလင်အော်တွင်ဝင်ရောက်နိုင်ပြီး Invest 97 The Brew ကိုဆက်လက်ဆောင်ကြည့်ပြီးတင်ဆက်ပေးသွားမယ်ဆိုပြီးတော့ဝင်းနိုင်ကပြောထားပါတယ်။လီဖီးယားနဲ့ရှောင်းဝတ်တို့မဟုတ်မုံတိုင်းရေလို့ဖြစ်လာသေးတာမဟုတ်ပေကြိုတင်ခံမှန်းချက်မှသာရှိနေစေဖြစ်တာကြောင့် ။ဤသူတွေအနေနဲ့လည်းအချင်းချင်းမျိုးမျိုးကြောင်းလဲသွားနိုင်တာကြောင့်မို့လို့မလူဥသားတဲ့ရင်တို့ကိုဆင်းဆက်မပြနားဆွံ့ချဖို့ဦးဝင်းနိုင်ကအတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ငလင်တန်းကတော့ပညာရှင်တွေပြောကြားချက်အရကြီးမားတဲ့ငလင်တွေထက်လာမှာကတော့လောလောဆယ်မှာရခိုင်နှုန်းနည်းသွားပြီဖြစ်ကြောင်းသိရပါတယ်။ဒါပေမဲ့မန္တလေးမြို့မှာတော့နေ့စဉ်တိုင်းဆိုသလိုပဲလီရသမာ9အထက်ကနေလာတတ်နေတာဖြစ်တဲ့အတွက်ပြည်သူတွေအထူးကူဆိုင်ကြဖို့တိုက်တွန်းပြပါစေ။